ိတ်ပိုင်းဆိုင်ရာကို तू อ่ะ၃ပိုင်းခွဲခြားတာကိုတွေ့ရတာပေါ့အဲ့ဒီဟာကဘလို့ခွဲခြားတယ်လဲလို့လို့ပြောရရင်အဲတခုကတော့ reason ဆိုတဲ့အကြောင်းပြချက်ပေါ့နောက်နောက်တစ်ခုကအဲ spirit ဆိုတဲ့တဲ့ဝိညာဉ်ပေါ့နောက်နောက်တစ်ခုကတော့ appetite လို့လည်းလည်းခေါ်တယ်ဆိုလိုချင်တာကတော့အဲပထမအပိုင်းကိုသူကဒီအုတ်ချုပ်တဲ့သူတွေဓာတ်အာအနိကဗေဒပညာရှင်တွေကို သူက reason ကိုနားလေတဲ့အတွက်အဲ့ဒီလူတွေတွေကအာပြောရရင်တော့အဲ philosopher တွေကိုအဲ့အုပ်စုထဲမှာထည့်ထားတာပေါ့နောက်ပြီးတော့ spirit လို့ခေါ်တဲ့ဝိညာဉ်ပိုင်းကတော့အဲ့တော့နိုင်ငံကိုအုပ်ချုပ်တဲ့အသူတွေတနည်းပြောရရင်တော့အဲ့တော့ဒီတမရသားတွေဆိုတဲ့အယူဆနဲ့သူကတင်ပြတာကိုတွေ့ရတယ်ပေါ့နောက်နောက်တစ်ခု appetite ဆိုတဲ့အခုမှတော့သူက ပစ္စည်းတွေကိုထုတ်လုပ်တဲ့သူတွေ producer တွေပေါ့အဲ့ဒါတွေကပါတယ်ဆိုတော့လေသမားတွေတို့အလုပ်သမားတွေဆိုတဲ့ဟာတွေဖြစ်တယ်ပေါ့အဲ့ကြတော့အဲနောက်တစ်ခါအဲ့ဒီအဲ့ဒီလို appetite ဆိုတာဟာအခု loss of appetite ဆိုတော့ကျွန်တော်တို့အစားတော့မကောင်းဘူးဆိုရင်ပြောလို့ရှိတာပေါ့အဟာရပြတ်တယ်ဆိုရင်အင်္ဂလိပ်ကိုပြောလို့ရှိကြပါတယ်အဲ့ကြတော့အဲ့ထဲမှာဘာပါလာတယ်ဆိုတော့ low insanity desire တွေပါလာတယ် ပျော်ရွှင်မှုတွေ pleasure ဆိုတဲ့စကားလုံးนี่တို့နောက်ပါရုပ်ပိုင်းဆိုင်ရာလိုအပ်မှုတွေကိုလိုလိုအပ်ဟိုပါဒိုချင်းတဲ့ကိစ္စတွေလည်းပါလာတာကိုအဲ့ဒါကို तू ကနေနေပြီးတော့ဟိုအင်ပြဆွေးနွေးခဲ့တယ်ပေါ့အဲ့ကျတော့ခုနက reason ကိုနားလည်တဲ့လူကနောက်ဆုံးရလာတဲ့အဖြေက तू က wisdom ရနိုင်တယ်ပေါ့ခုနကဒီဒီအလဲအဆင်ရှိတဲ့ဟလာဒီနိုင်ငံတော်ဟို ဟုတ်ဟိုအပေါ့ထိမ့်သိမ့်တဲ့လူတွေတို့တို့တို့စစ်သားတတ်တမလို့ဒါတွေကိုတော့သူကဟိုအပေါ့တတ္တိရှိတဲ့အဲအဲဆိုတဲ့အတန်းထဲမှာထည့်ထားတာပေါ့နောက်ပြီးတော့ပစ္စည်းတွေထုတ်တဲ့အလုပ်သမားတွေလည်းသမားတွေကိုတော့အတော့ဟိုအလေအလေလရှိတဲ့ပုံကိုယ်တွေဆိုပြီးတော့အတော့ကျွန်တော်တို့ထည့်ထားတာကိုတွေ့ရတာပေါ့အဲ့ကျတော့နောက်ဆုံးသူကအဲနိုင်ငံတစ်ခုကိုတည်ထောင်တဲ့အချိန်မှာ Republic ဆိုဆိုတာက အဲသူသူခေတုံးကဟိုစံပြနိုင်ငံတော်ပဲပေါ့ ID state ခေါ်မှာပေါ့နော်အဲ့ဒီဟာကိုသူကတီထောင်မှုစူးစမ်းခဲ့တဲ့အချိန်မှာအဲ့ဒီမှာနိုင်ငံခေါင်းဆောင်လုပ်တဲ့သူတွေကဒါသက်အနိကဗေဒပညာရှင်တွေဖြစ်ရမယ်တဲ့အဲပြောရင်တော့စစ်သားတွေလည်းမဖြစ်တင်ဘူးပေါ့နိုင်ငံရေးသမားတွေလည်းမဖြစ်တင်ဘူးဆိုပြီးတော့သူကတင်ပြဆွေးနွေးခဲ့တာဘာကြောင့်မို့လဲဆိုတော့အခုပြောခဲ့တဲ့ အဲဒီ wisdom ဆိုတာမရှိဘဲနဲ့အုပ်ချုပ်တယ်ဆိုရင်အဲ့ဒီနိုင်ငံကမဖွံ့ဖြိုးမတိုးတက်နိုင်ဘူးလို့သူကထင်ခဲ့တဲ့အတွေးခေါ်ပဲပေါ့ပလီတိုကသူ့ရဲ့ republic ဆိုတဲ့အဲ့ဒီပေါ့လေသူစိတ်ကူးရင်နိုင်ငံတော်ကိုဟိုသူကရေးတဲ့အဲ့ရေးခဲ့တဲ့အချိန်မှာအဲ့ဒီနိုင်ငံတစ်ခုမှာခုနလိုပဲညာကြီးပြည်စုံတဲ့အဲဒီဒါသနိကဗေဒပညာရှင်လိုပုဂ္ဂိုလ်မျိုးကပဲနိုင်ငံကိုအုပ်ချုပ်တင်တယ်အဲနောက်ပြီးတော့ ူကဒီမိုကရေစီကိုလည်းပြောရရင်တော့ဟိုနည်းနည်းတန်ရရှိတယ်ဝေဖန်တယ်ပေါ့ဘာလို့လဲဆိုတော့သူ့ဆရာအဲဆိုကရတီကလူအများစုကနေနေပြီးတော့ပြီးတော့ပြောရင်တော့ဗျာဟိုကတ်နိုင်ပြီးတော့အဲ့တော့အသေးတန်ဘေးချင်းခံခဲ့ရတာပေါ့အဲ့ကျတော့အဲ့ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့လေပြောရင်တော့ဟိုဒီမိုကရေစီစနစ်ဆိုတာကပြောရရင်တော့စနစ်တကျမရှိဘူးဆိုရင်တော့ ဗျံပရာဖြစ်သွားနိုင်တယ်ဆိုတော့အဲအတွေးခေါ်သူ့မှာရှိနေတာကိုတွေ့ရတာပေါ့နောက်ပြီးတော့အဲ့ဒါကြောင့်မို့ तू ကခုနလေးပဲနိုင်ငံတစ်ခုကိုဟိုတီချောင်ရတဲ့အချိန်မှာခေါင်းဆောင်တွေကအကျိုးနဲ့အကြောင်းနဲ့အအသိဉာဏ်တွေရှိရတယ်နောက်ပြီးတော့သူတို့ရဲ့အတွင်းစိတ်ပိုင်းတွေကလည်းတန့်စင်စင်ကြရတယ်အဲ့ဒါကြောင့်မှသာလင်း तू ကနေပြီးတော့တကယ်ကောင်းတဲ့အဖြေတွေကိုထုတ်ပေါ် ဟိုဖန်တီးနိုင်နိုင်မယ်ဆိုတော့အဲအတွေးခေါ်မျိုးကို तू ကအာပြောခဲ့တာပေါ့နောက်တစ်ခုကတော့အဲခုနကပညာရေးနဲ့နဲ့ပတ်သက်ပြီးတော့အော် तू ကဘာပြောလဲဆိုတော့အဲအဲ့ဒီ allegory ဂူကြီးနဲ့နမူနာကိုပြပြီးတော့အော်ဘာကိုပြောတယ်လဲလို့ပြောရင်ကျွန်တော်တို့ဒီပညာရှင်တွေကအာဒီ အထူးသဖြင့်ပေါ့လေဓာတ္တနိကဗေဒပညာရှင်တွေကနေပြီးတော့ဒီပညာရေးကိုဟိုပြောရင်တော့နားဖို့လေရမယ်တက်ကိုတက်မယ်ဆိုတာဓမ္မသာတင်နဲ့ तू ကဒီဂူတွေကနေထွက်ပြီးတော့အပြင်လောကကိုဟိုရောက်မယ်ရောက်လာပြီးတော့အော် तू ကတိခဲ့တဲ့ဟာတွေကိုကိုလေကိုလေဟောပေါ့ကိုလူရုံပြီးတော့ထွက်ပြေးတာမဟုတ်ဖဲနဲ့ဂူရဲကိုပြန်လာပြီးတော့သူ့လူတွေကိုကယ်ပေးရမယ်ဆိုတော့ อายุซะบ่เอ่อดีอายุซะบ่เลยเราโหดีอตปัญญาตัดแต่ปกูฤาก็အထူးသဖြင့်အဲမြန်မာနိုင်ငံငါပေါ့လေနိုင်ငံသားကိုထွက်ပြီးတော့ဟိုလိုတက်ကြတဲ့ပုံကူတွေကအဲဘာပဲပြောပြောကျွန်တော်တို့နိုင်ငံကိုပြန်လာပြီးတော့ကျွန်တော်တို့ဟိုပြည်သူတွေကိုဆွဲတင်ပေးဖို့တော့လိုရဲလို့တော့မြင်တာပေါ့လေဟိုကျွန်တော်လည်းဒီအယူဆရှိတာကြောင့်မို့ဟိုပြောရင်တော့ နိုင်ငံခြားမှာ32နှစ်လောက်နေခဲ့ပြီမယ်လဲပြန်လာပြီးတော့အခုလိုပညာရေးကိုဆက်လုပ်နေခြင်းဖြစ်တာကိုဒါကိုကျွန်တော်ပြောလို့ရတာပေါ့ဗျာပလေတိုရဲ့နမူနာကိုယူတယ်လို့လည်းဆိုတော့ဆိုနိုင်တာပေါ့အဲ